နှစ်2530ခုကောဇာတက္ကရည်1328ခုဒေါ်သလင်းလာပြီကျော်ရှိရနေညမင်းကွန်ဓမ္မနာဒအတိုင်းမဟာဗန္ဓုကဓမ္မယုံ၌မန္တလေးမြို့မလွန်ရဂုံကေဥဝါဘောတော်မြတ်ရှင်တို့၏၆ကြိမ်မြောက်

ဒီရဒမဲလူလူပြီးတဲ့အခါကျတော့မိုးမိတ်ဂောဘကဥက္ကဋ္ဌကြီးဘဘမိုးကဒီနေ့ဒီနေ့ကမိုးမိတ်ဖျားပွဲမှာဒီတောင်ယုကသူတော်စင်တွေကိုသူဆန့်ကန့်သာပြရလေရတယ်တဲ့ဗျာရုပ်ရှင်မပြရဘူးအဲ့ဒါကြောင့်သူစိတ်ထဲမှာမကြည်မချမ်းဖြစ်ပြီးတော့ရုပ်ရှင်လည်းပဲအဲ့ဒီစီရတံ အလူပြီးတော့သူတို့ရှင်တွေရုပ်ရှင်လည်းပြမလို့တဲ့မိမိတို့ရဲ့စိတ်ကိုသာဝတိကြီးဇေတဝန်ကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကိန်းအောင်မှုလျော်တော်မူနေတဲ့ပုံမှန်ပြီးတော့အာယုံပြုတာဘာဗန္ဓုလဓမ္မယုံရဲ့ ကံကြပြုတည်ကြောင်းဆောင်ရဲ့ကဘုရားကိုယ်တော်မြတ်ကြီးမှန်ပြီးတော့စိတ်ထဲအာယုံပြုတာမြတ်စွာဘုရားရဲ့ရှေ့မောင်မှာယဟန်ယောက်ျားပရိသယဟန်မပရိသဥပါဒကဒါယကယောက်ျားပရိသဥပါတိကဒါယိကပရိသလို့ပရိသ၄ပါးတရားနာမလို့အသိရှိနေတဲ့အချိန်မှာ အင်မတန်သိစိတ်နေတဲ့အထက်ကမြတ်စွာဘုရားကဘိက္ခဝေါအင်မတန်သိတဲ့အထဲကနေပြီးတော့အဲ့ခရာသုံးလုံးရှိတဲ့အာလုပုံနဲ့ဘုရားကဘိခဝောပရိသတ်၄ပါးခြေသားခြေသမီးတို့ယမအတန်နဲ့သာသာရာရာခေါ်လိုက်တဲ့အခါကျတော့ကောင်းကင်ကမူးချုံတဲ့အခါမှာ ရွှေဥဒေါင်းတွေဟာအချင်းချင်းအချစ်အဆက်မရှိဘဲနဲ့တပြိုင်တည်းကေကာကေကာဆိုတဲ့အတန်ကိုတဏီတမျိုးတည်းဝမ်ပန်းတတာတွင်ရကျူးကြရင့်ရတယ်လို့မြတ်စွာဘုရားရဲ့ဘေကဝေယံပရိသတ်၄ပါးရှိသားရှိသမီးတို့ဆိုတဲ့မဟာကရုဏာတော်ပြတ်ထန်းပြီးတော့ခေါ်လိုက်တဲ့ အတန်တော်ဒီဟူသောမိုးချင်းကံကိုကြားရင်ပဲယခင်ကပြောတဲ့ပရိသတ်၄ပါးကဗဒန္တိသုံးလုံးပဲဗန္တိဘုန်းတော်ကြီးများတော်များစွာဖရာတိရှင်မင်းဖရာအားဗဒံကောင်းခြင်းမင်္ဂလာတိဟောတုဖြစ်ပါစေဖရာမင်္ဂလာစကားပြ မင်္ဂလာစကားပြန်ကြဆောက်သားကြအဲ့ဒီလိုဘိက္ခဝေါဆိုတဲ့ဘုရားရဲ့အခေါ်တမ်းဗဒံတိလို့ဆိုတဲ့ပရိက္ခ၄ပါးကစကားတုံ့ပြန်တဲ့အတန်နဲ့တိတ်ကြောမြတ်စွာဘုရားရှင်နှုတ်တော်ကထွဲပြီးတော့ဘုဒ္ဓဗုဗ္ဗံဘိက္ခဝေသကောဒီဝနာမိန်တော်မာတလိန်သင်္ဃာကံအာမန္တိတိ ဘိက္ခဝေပရိသတ်၄ပါးခြေသာခြေသမီးတို့ဘုဒ္ဓပုပ္ပံရှင်း၌ဖြစ်ဖို့အကြောင်းတူကဇေဝနမိန်တော်နတ်တော်ဝဆိုးရသောသက်ကောတရားမင်းသည်မာဒလိန်သင်္ဃာကံယထာမှုဖြစ်တဲ့မာဒလိနတ်သားကိုအာမန်တိတိခေါ်၍စကားပြောကြားခဲ့ပြီးတချိန်ကဖြစ်ခဲ့မှုတဲ့ခြေသားတို့ ရဇာမင်းကမာတလိနန္ဒခေါ်ပြီးတော့ဤကဲ့သို့ပြောကြတယ်ဘယ်လိုပြောကြုံဆိုတော့ရောစေဟိသမ္မာမာတတိသဟံသာယုတ်တံအာဇင်ညရထံဩညာမကေဒိသမဩညာနာဘူမိန်ကုဘူမိဒတနာယ သမ္မာမာတလိအချင်းမာတလိသဟသာယုတ်တံအာဇာနီမြင်အထောင်ကသောအာဇင်ရရထံအာဇာနီမြင်ယထာကိုရောစေဟိရှင်လောကလောသူဘူမိန်ကောင်းသောမြေအချင်းကိုသဒ္ဒနာရာရှိတိခြင်းမှာဘုံညာနာဘူမိန်သံတဝံဥယျင်မြေတို့ကိစ္ဆာမသွားကြကုန်သောအချင်းမာတလိ အာဇာနီမြင့်တထောင်ကတဲ့ဝိဇယန္တယထာကြီးကိုရှင်လိုက်ကလိုက်ပါတို့နန္ဒဝံဥယျံကသွားဖို့ရန်နန္ဒဝံဥယျံသွားရောက်ပြီးတဲ့ကာလမင်္ဂလာရှိတဲ့မြေအဝန်းကကြည့်ရှုဖို့ရန်အတွက်နန္ဒဝံဥယျံသွားကြလို့လို့ဒီလိုပြော အဲ့ဒီလိုပြောတဲ့အခါကျတော့မာတလိယထာသိင်္ဂဘာပြန်ပြောတယ်လဲဆိုတော့ဧဝံဗတ္တံတဝါဧဝံသာဓုကောင်းပါစေတဝသင်္တကြမင်းအာကပတ္တံကောင်းခြင်းမင်္ဂလာစီဟောတုဖြစ်ပါစေသာမာတလိကပြန်ပြီးတော့မင်္ဂလာနှုတ်ခွန်းညွှန်းတဲ့စကားပြောပြီးတော့ ။သကြမင်းပြောတဲ့အတိုင်းဝေဇီယန္တာယထာနှမြင့်တထောင်ကတဲ့ဝေဇီယန္တာယထာကြီးကပြီးတဲ့အခါကျတော့ဝေဇီယန္တာနှမ်းကြတဲ့ရရှိမောင်းမှာယထာကြီးအသင့်ထားပြီးတော့ယောစီတော်မာရိကသဟသာယုတ်တော်အာဇိညာရတော်ယတတာနိကာလမင်းယတိမာရိကဒုက္ခခံသိငိမ့်ပါပြီတော်အရှင်ကြမင်း ဒီအရှင်သကြာမင်းအတွက်သဟန္တာယုတ်တော်အာဇာနီမြင်းတထောင်ကတော်အာဇင်ညရထော အာဇာနီဝေဇယန္တာယထာကြီးကိုယုတ်တော်ရှင်အကအပြီးပါပြီဒွန်းတင်သကြာမင်းဒီယတကမနသာအကျဉ်နန္ဒဝံဥယျံတို့တွားရောက်ခြင်းဤကာလငှချင်းကာလကိုမင်ယတိစဉ်းစားတော်မူပါလော ဝိဇယန္တာယထာကြီးတော့အသင့်ပြင်ပြီးကပြီးပါပြီတဲ့အရှင်ဒီကြမင်းနန်းတဝံဥယျံသွားဖို့ပဲစဉ်းစားတော်မူပါတဲ့ဒါလို့ပြန်ကြလျှောက်ထားတဲ့အခါကြတော့မှတရားမင်းဝိဇယန္တာနန်းပြတ်တဲကထွက်ပြီးတော့ယထာမတက်ခင်အရှိပဲလှဲပြီးတော့တယိုးတသိရှိခိုးလိုက်အနောက်ဘက်လှဲပြီးရှိခိုးလိုက် တောင်ဘက်လဲ့ပြီးရှိခိုးလိုက်မြောက်ဘက်လဲ့ပြီးရှိခိုးလိုက်အထောင်လေးလေးရက်ကိုလဲ့ပြီးယူယူတည်တည်ရှိခိုးအင်ဂျင်ကြီးနဲ့ပါຢာကြီးပြာရာမရှိတယူတည်အင်ဂျင်ရရရှိခိုးတော့မာတလိယထာဒိဏတာကလျှောက်ထား တံနမတံတိတိဝိဇာသဗ္ဗေဘုံမာသာခတိယသန္တာရောသမဟာရာဇာတိတံသာသယန္တယန္တံပိနောအထကောနာမသောယခောယန္တံတကနမတတိမာတလိနာသာကြာကိုမင်းညံလျှောက်ထားတဲ့ကာသာတဲ့တံနမတံတိဒေဝိဇာသဗ္ဗေဘုံမာသာခတိယ သတ္တရောသမဟာရာဇာတိတ္တာသယတ္တိနော အထာကောနာမသောယေခောယံတွံသကနမတတိသကနတုသနင်းဩဒကြမင်းတံအရှင်တကြမင်း ကိုသဗေခသိမ့်ဥဒုံအလုံးစုံကုန်သောဘုံမာမြေ၌တည်ကြကုန်သောဒေဝိဇာ ဗေဒင်ပုံကံတတ်ကြွန်ကြသည်ပုံနာတို့သည်၎င်းလာဘေခသိန်းဥက္ကံအလုံးစုံကုန်သောခတ္တိယာသခတ္တိယမြို့တို့ຫນွယ်ဝံဘယင်မင်းတရားတို့သည်၎င်းသန္တာရောသမဟာရာဇာသတုမဟာရဏမင်းကြီးတို့ဒီ၎င်းယသတိနောမြသောအချံအယံရှိကြကုန်သော တိဓာတာသတာဝတိကာနတုတိ၎င်းနမတံဒီဝတ်တော်ယိုကျိုးရှိခိုးကြပါပေကုန်၏သက္ကနတုတနင်းဥဒကြမင်းတွင်တင်ကြမင်းသည်ယံရခံအရင်အမှတ်မချင်းအကျဉ်းနတ်ကိုနမတတိယိုသည်မြတ်လို့ရှိခိုးပြီးဘောရခေါ်ထိုးအရှင်ကြမင်းရှိခိုးတဲ့ နတ်ဒီကောနာမအဘယ်အမည်ရှိပါသည်။အရှင်တရားမင်းအရှင်တရားမင်းနဲ့အရှင်တရားမင်းကိုလူကြီးလောကကဆိုရင်လောကသမှုတိနခေါ်တဲ့ခတ္တိယနှွယ်ဝင်ဘယင်မင်းတရားတွေဆရာကြီးဆရာကြီးတို့အားလုံးကဥတည်ရတဲ့ဘေဇင်သုံးခံတကြွပြင်းရတဲ့ ဆရာပုံနာတွေလူကြီးလောကကဒီဇတ်မှာအထက်တန်းနှစ်ဦးကိုပြောလိုက်တဲ့ဖြင့်ဇတ်မှာအောက်တန်းကလို့အမှတ်တင်ကြီးတားတဲ့ဂုံတွေဒီဆင်းရဲသားတွေလည်းပဲပါရောပေါ့ဥက္ကဋ္ဌကြီးဆိုတော့အဲ့ဒီလူကြီးလောကမှာရှိတဲ့မင်းပုံနာရကြွယ်ဆင်းရဲသားဆိုတဲ့အမျိုးလေးပါးတို့ကလည်းပဲရှင်ကြမင်းကို လူပြေကနေပြီးတော့ယူသိမြန်လို့ရှိခိုးကြရပါတယ်သတ္တမဟာရဏံကြီးမှာရှိကြတဲ့ဒန္တရသာဝုရုံကဝိရုပက္ခကုဝေရဆိုတဲ့နတ်မင်းကြီး၄ပါးတို့ကလည်းအရှင်ဉာဏ်မင်းကိုယူသိမြန်လို့ရှိခိုးကြရပါတယ်ဒါဝတိန်သာနတ်ပြည်မှာရှိကြတယ်များစွာသောနာအပေါင်းတို့ကလည်းအရှင်ကြာမင်းကိုယုံကြည်မြတ်လို့ရှိခိုးကြရပါတယ်။ အခုအရှင်ကြာမင်းကအရက်ရှင်းမျက်နှာလှဲ့ပြီးတော့ရိုးသေးမြတ်တို့အကျဉ်းနတ်ကိုရှိခိုး၏အရှင်ကြာမင်းရှိခိုးတဲ့ထိုနတ်ကနမ်းမဲ့ဘဲလို့ခေါ်ပါတော့လို့မာတလိနတ်သားကမေးအဲ့ဒီလိုမေးတဲ့အခါကြာမင်းကဗာပြန်ဖြေတော့ဆိုတော့မန္နမတန်တိဒေဝိဇာသဗ္ဗေဘုံမာစခတ္တိယံ သန္တာရောသမဟာရာဇာတိကသာသယတတိနောမာတလိယချင်းမာတလိမန္တတုတနင်းသာတရားမင်းကိုဘုံမှာအောက်လူပြည်မြေအရနိုင်နေကြကုန်သောသတိခသိန်းအုပ်ဆုံးအလုံးစုံကုန်သောဧဝိသာစပိတင်သုံးကောင်းသာကျွမ်းပြည်မြင် အရှင်ဘုံနာတို့ဒီ၎င်း ခန္တီယာသခန္တီယာနွယ်ဝံဘယင်မင်းတရားတို့ဒီ၎င်းသံဒီခသိန်းဥတ်တုံအလုံးစုံကုန်သောစန္တာရောသမဟာရာဇာဒတရထဝိရလကဝိရပက္ခကုဝေရအာလေးကြည်ကြတဲ့သတုမာတဲ့နမင်းတရားတို့ဒီ၎င်းယန္တတိနောမြတ်သောအချံယံရှိကြကုန်သောတိဒါသသတာဝတိံကနတ်တို့ပြီး၎င်း နမတံတိယုသေမြတ်လို့ရှိခိုးကြသည်မှန်၏အမောင်မတလိပြောတဲ့အတိုင်းလူပြည်လောကကမင်းပုံနာတတိတကြွယ်ဆင်းရဲသာဆိုတဲ့အမျိုးလေးပါလူအများတို့ကလည်းငါကိုရှိခိုးကြတာအမှန်ပဲသတ္တမဟာရဏမင်းကြီးလေးပါတို့ကငါကိုရှိခိုးကြတာလည်းအမှန်ပဲ။ ဒါဝဒိန်သာနတ်တို့ကလည်းငါ့ကိုရှိခိုးကြတာအမှန်ပဲတဲ့အဟင်္စာသီလသံပါဏိစီရရတသမာဟိတေသမ္မာပတ္တိတေဝန္တေဇမစရိယပရာယနေမာတလိအချင်းယထာဒိမာတလိအဟင်္စာနတ်တို့တနင်းငါကြမင်္ဂတော် သီလတံပန်နေသတုပါရိသုတ်တိသီလလွလွဖြူလွန်းစင်ကြဲတော်မူကြပေကုန်သောသီလရတ္တသမာဟိတိနေရှင်ရလျာဥပစာရအပနာအနှစ်ပါးသောသမာဓိဖြင့်ဒီကြည်ချင်းရှိတော်မူကြကုန်သောယမတရိယပရာယနေ သုံးပါးသိခာသာသနာတိဟူသောမြတ်သောအကျင့်လင်လေလျောင်းရာရှိကြကုန်သောသမ္မာပပစီတိကောင်းစွာလူပေါင်းမှထွံ့မြောက်ယဟန်အဖြစ်သို့ရောက်တော်မူကြတဲ့အရှင်ကောင်းအရှင်မြတ်တို့ကိုဝန္ဒီဝန္ဒာမိယိုသည်မြတ်တို့ငါရှိခိုးပါ၏အခုအရရှင်နဲ့နာလှဲ့ပြီးတေယိုတသိငါရှိခိုးတာ သီလသံပါဏသတုပါရိသုတ်တိသီလနဲ့ပြည့်စုံတော်မူကြ၍ဥပ္ပစာရသမာဓိအပ္ပနာသမာဓိအာသမာဓိနှစ်ပါးနဲ့ပြည့်စုံတော်မူကြပြီလင်သီလဒိက္ခာသမာဓိဒိက္ခာပညာဒိက္ခာတိဟုသောသုံးပါးဒိက္ခာသာသနာတော်တိဟုသောမြတ်သောအကျင့်နှင့်လဲလျောင်းရာရှိတော်မူကြတဲ့ယဟန်တော်သခင်အရှင်သူမြတ်တို့ကိုသရာယူကျိုးငါရှိခိုးခြင်းပါပဲ။ ဓာတင်မဲလာလို့ဆိုတော့ရေကဟာတာပုံညကရာသီလဝံတော်ဥပါဒကဓမ္မိနာဓာရံဘောတံဒီတိနမတာမိမာတလိရေကဟာတာပုံညကရာသီလဝံတော်ဥပါဒကဓမ္မိနာဓာရံဘောတံဒီတိနမတာမိမာတလိမာတလိအချင်းယထာဒိမာတလိနတာ ရေကဟာတာခြင်းလူဝကြောင့်တို့သည် ပုံညကရသင်္ကန်းဆောင်ကြောင့်ရှိသည်ဟူသောပစ္စည်းလေးပါအလူဒါနအစရှိသောကုသိုလ်ကောင်းမှုကပြုလုပ်ကြပေကုန်၏ဘီလာဝန်သော၅ပါးသီလ၈ပါးသီလနှင့်ပြည့်စုံကြပေကုန်၏ဥပါဒကယရဏ၃၀၀ကစီကကြပေကုန်၏ ဓမ္မေငတရားသဖြင့်ဒါရံသာမယာကိုဘောသင်တိပြုစုလို့ကြွေမွေးမြူကြပေကုန်၏ဒေထုတရဏဂုံသီလတည်ရှိကြ၍တရားသဖြင့်ပစ္စည်းဥစ္စာတို့ကိုသံသာအာဇီဝဖြင့်ရှာမိ၍သာမယာတို့အားမွေးကြွေတဲ့လူသူတော်ကောင်းများကို အဟံနတ္တုတနင်းမာကြမင်းသည်နမတာမိသဒ္ဓါယုကျိုးရှိခိုးဥညပါ၏လို့ငါရှိခိုးတာဟာတိသီလသမာဓိပညာဆိုတဲ့သုံးပါးသိက္ခာသာသနာတည်ဟူသောမြတ်သောအကျင့်ကိုရှင်းကြံကြိုးကုန်အာထုံနေတော်မူကြတဲ့ယဟန်တော်သခင် အရှင်သူမြတ်တွေကိုလည်းရှိခိုးတယ် လူကြည်လောကကရှိကြတဲ့တရဏဂုံသီလသမအာဇီဝနဲ့သာမယကိုကျွေးမွေးပြုစုကြတဲ့လူသူတော်ကောင်းတွေကိုလည်းငါရှိခိုးတယ်။ဒီတော့ဗုဒ္ဓဘာသာတွေအနေနဲ့စဉ်းစားကြည့်သားငွေစင်တောင်းကြီးကလေးကစပြီးတရဏဂုံဆိုတာတီးခဲ့ကြ။အင်းတခါအရွယ်ရောက်လို့ သီလမှန်သိတတ်တဲ့အချိန်မှ၅ပါးသီလစောင့်သိညာအဲလူဘောင်လောကမှာတအိုးတအိမ်ရလို့ကိုသည်အိမ်ကြီးတီးကောင်ကြတဲ့အချိန်ကစပြီးတော့မိစ္ဆာအာဇီဝဖြစ်တဲ့မာနာတိဗန္ဒဖြင့်အသက်မွေးမှုအဒိဏာတံဖြင့်အသက်မွေးမှုအစရှိသောဒုစီရိုက်နဲ့အသက်မွေးမှုမိစ္ဆာဇီဝနဲ့အသက်မွေးမှုကို တို့ကိုးကွယ်တဲ့ဘုရားကိုယ်တော်မြတ်နှစ်သက်တော်မမူဘူးတို့ကိုးကွယ်တဲ့ဘုရားကိုယ်တော်မြတ်ကတမ္မာအာဇီဝဒုစီရိုက်မှရှောင်ပြီးတဲ့ကာလငုံတွယ်ခြင်းလဲလုတ်ခြင်းနွားမူခြင်းအစရှိတဲ့သမ္မာအာဇီဝအသက်မွေးခြင်းဖြင့်အသက်မွေးတာကိုတို့ဘုရားနှစ်သက်တော်မူတယ်ငါကဲ့သို့သောဗုဒ္ဓဘာသာဝင် သူတော်စင်တယောက် ဘုရားဆက်ဆုပ်တဲ့အသက်မွေးမှုမျိုးဗုဒ္ဓပฏิကုဋ္ဌမိစ္ဆာဇီဝအသက်မွေးမှုမျိုးနဲ့တော့ငါအသက်မမွေးဘူးဘုရားချီးမွမ်းတော်မူတဲ့နှစ်သက်တော်မူတဲ့သမ္မာအာဇီဝနဲ့လူပြိုင်မှုကရှောင်ပြီးတော့ကုံတွယ်ခြင်းလေလုတ်ခြင်းအစရှိသောတရားတော်အသက်မွေးမှုဖြင့်အသက်မွေးပြီးသားမယားကို တရားသဖြင့်ငါပြုစုလုပ်ကျွေးမယ်ဆိုပြီးလာခဲ့ကြ။အဲ့ဒီလိုလာခဲ့တဲ့လူတွေကိုကြားမင်းကိုယ်တိုင်ကရှိခိုးရ။ပြီးတော့ဟိုရေကဟတာပုံညကရာအကျဉ်လူဝတ်ကြောင့်တို့ဒီကုသိုလ်ကောင်းမှုကပြုလုပ်ကြကုန်၏။ဤလာဝန်တော့၅ပါး၈ပါးသီလရှိကြကုန်၏။ဥပါဒကံယရဏ၃ယောက်ရှိကြကြကုန်၏။ ဓမ္မိနတရားသဖြင့်ဒါရံသမယာကိုပေါ်စဉ်တည်ပြုစုလို့ကျွေးမွေးယူကြကုန်၏ဤသို့သရဏဂုံသီလဒီရှိကြ၏သမာ အာဇီဝဖြင့်အတမွေးကြတဲ့လူဝတ်ကြောင်တို့ကိုနမတ္တာမိနတ်တို့တနင်းငါကြမင်းယိုသိမြတ်တို့ရှိခိုးဥညွတ်ပါ၏လို့ဆိုတော့မိမိတို့ရဲ့ဘဝဘလောက်ဝန်းရောက်เสียအောင် တရားမင်းကိုယ်တိုင်ကအယုအသေးအပြုတ်ခံရတယ်ဘဝဒါကြောင့်တို့မိဘဘိုးဘွားဆရာသမားများကသာသနာရင်ကျေးမှုပွဲသဖြင့်တခုစတော်မယ်ဆိုရင်တရားရှိခိုးခံရတဲ့ဘဝကိုပေါ့လေတဆင့်နဲ့တဆင့်ရောက်အောင်ဆိုပြီးတော့သရဏဂုံသီလကစပြီးတော့သာသနာရင်ကျေးမှုပွဲသဖြင့်ညှဆခဲ့ကြတယ် အဲ့ဒီလိုတရားမင်းကပြောတဲ့အခါကျတော့မာတလိနတကဗာပြန်ပြောသစ္စာဟိကိရလောကသမိန်သစ္စာဟိကိရလောကသမိန်ရေတုံးသကနမတတိအဟံပိတေနမတာမိယေနမတတိဝါတဝါသစ္စာဟိကိရလောကသမိန်ယေနမတယေတုံးသကနမတတိ အဟံပိတိနမတာမိယေနမတတိဝါသဝါသင်္ကနတုသင်္ငုံအရှင်ကြာမင်းတွင်ရှင်ကြာမင်းသည်ယေအချင်းယဟံသူတော်ကောင်းသူသူတော်ကောင်းတို့ကို နမတတိယုတိမြန်လို့ရှိခိုးတော်မူပါ၏ဒီသူအရှင်ကြာမင်းဝတ်စင်းယုတ်ရှိခိုးတဲ့ ယဟန်တော်သခင်လူသူတော်စင်တို့သည်လောကသမိန်လောက၌သစ္စာဟိသစ္စာဧဝချီမွန်အအမှန်ပင်မြတ်လှပါကုန်၏ဝါသဝနတ်တို့သနင်းဟိုအရှင်သကြမင်းအဟံပြအကျွန်းနှုတ်ပြီလိရေအကျဉ်းယဟန်သူတော်ကောင်းလူသူတော်ကောင်းတို့ကိုတွင်ရှင်ကြမင်းသည်နမတတိယောပိညာနုရှိကိုဥညွတ်ပါ၏ အဟံဘိအကျဉ်ုံမတ္တလီနတာလည်းပဲတေထုအရှင်သကြားမင်းဝါစင်းယိုကျိုးရှိခိုးဥညွတ်တဲ့ယဟန်သူတော်ကောင်းလူသူတော်ကောင်းတို့ကိုနမတာမိယူသိမြတ်လို့ရှိခိုးဥညွတ်ပါ၏လို့မာတလိနတာမင်းနတာလည်းပဲသကြားနောက်ကအတုလိုက်ပြီးတော့အရလေးမျက်နှာအထောက်အရဆိုတဲ့အရရှင်းမျက်နှာကိုလှည့်ပြီးတော့ လူကြီးကရှိတဲ့ယဟန်တော်တွေလူကြီးကရှိတဲ့လူသူတော်ရှင်တွေယုံသိမြတ်လို့ရှိခိုးကြအဲ့ဒီလိုရှိခိုးပြီးတဲ့နောက်မှာကြာမင်းဝေဇယံတာယထာကြီးစီးပြီးတော့နန္ဒဝံဥယင်သွားတဲ့အကြောင်းဣတံဝတ္တဝါနမကဝါဒေဝရာဇာတုဇံပတိ အတုတ်ဒီသာနမတတဝါပမှုခောရထမာရူဟီလို့မြတ်စွာဘုရားဤတံဝတ္တဝါနာမကဝါဒေဝရာဇာတုဇံပတိသတုတ်ဒီသာနမတိတဝါပမှုခောရထမာရူဟီဘေခဝေပရိသတ်၄ပါးရှင်းသာဖြစ်သမီးတို့ဤတံဖို့ပြအညာဤတံကားကိုဝတ္တဝါပြောဆိုပြီး၍ ေဝရာဇောနတုဤမင်းဖြစ်တော်သူဇံပတိသူဇံနတမိဤအရှင်ဖြစ်ပေသောမဃဝါလူပြည်လောကဝေါဟာရဖြင့်မာဃအမိတုံးပေသောသကောနတုတနင်းတရားမင်းသည်သတုဒ္ဓိကအယက်လေးမျက်နှာအယက်ရှင်းမျက်နှာတို့ကိုပူထုတ်သည်သာအယက်လေးမျက်နှာအယက်ရှင်းမျက်နှာတို့ကို နမတေကျဝါယုတိမြန်လို့ရှိခိုးဥညွတ်ပြီးတော့ဗမုခောနတ်တို့ဤဥရှိ အမှုအကြီးဖြစ်ပြီးတော့အရှင်ကြမင်းသည်ရတံဝေဇယန္တာယထာတ္တောအာရုံဟိတသိကနန္ဒဝံဥယင်တို့သွားရောက်လေကြီးလို့လူပြည်လောကကတရဏဂုံသီလစောင့်ထိန်တဲ့ပုဂ္ဂိုလ်များအာရအောင်မိမိတို့ရဲ့ဘဝတန်ဖိုးသိအောင် မြတ်စွာဘုရားဒီသုတ်တံကဟတ္ထဝန္ဒနာသုတ်တံအမည်ရှိတဲ့ဒီသုတ်တံသံယုတ်ပါဠိတော်သက်ကသံယုတ်မှာဩကြာထားခဲ့ဒါကပါလေဆိုတော့တရားပွဲတစ်ခုစတော်မယ်သာနာရှင်ကြီးမှုပွဲတစ်ခုစတော်မယ်ဆိုရင်ဗုဒ္ဓဘာသာတို့ထုံးစံစင်းလာအယတရဏဂုံသီလအစကတည်လိုက်ရတာဟာဖြင့်ကဟထဝန္ဒနာသုတ်တံအယတို့တည်းထွေ့ တရားမင်းရဲ့ဥထိတ်ပေါ်ရောက်သွားတဲ့ပူဇော်တတ်တဲ့ပုံကိုယ်တွေဖြစ်ပါပါကောလို့စိတ်ထဲအာရဝန်းသာရှိအောင်ဒါကဝန္ဒနာကုတ်တံကိုဘုန်းကြီးထုတ်ပေါ်ဟောပြပါတယ်ညွှန်ပြပါတယ်ဒီကုတ်တံကထောက်ပြီးတော့မိမိတို့စောင့်သိကြတဲ့တရဏဂုံမိမိတို့စောင့်သိကြတဲ့နာပါတိလရှစ်ပါတိလအများ မကျူးမပေါက်မကြမပြောက်ရအောင်ကြာမင်းရဲ့ အယိုးတိအမြတ်နှုတ်ရှိခိုးကို အမြဲတည်းခံရအောင်စောင့်ရှောက်နိုင်ကြပါစေလို့ကာကြဝန္ဒနာတုတ်တံဤမှာပဲရက်ခဲ့ကြသော